ဖင်ဦးဦးလိုကလေးမျိုးကိုကိုဝင်လွှဲထားရပြီလို့ထုတ်ပြောလာခဲ့တဲ့ဗိုလ်ချုပ်ကကေပရိသတ်ကြီးတို့ရဲ့ဘသူတွေရွေးမမကိုကတော့ရွေးမမခဲ့ပါဘူးဆိုတဲ့ကလေး၃ယောက်အဖေကိုရွေးချယ်သွားသူကတော့မင်းသမီးကျော်လေးပိုးချပြူခင်ပဲဖြစ်ပါတယ်။သူတို့၂ယောက်ရဲ့ပေါင်းဖက်မှုကတော့ရွှေကြလေးတပွင့်ကိုကူးဆွရတဲ့အတိုင်းကလေး၃ယောက်အဖေအတွက်အင်မတန်မှခက်ခဲခဲ့သလိုပိုးချပြူခင်ရဲ့မိခင်ကိုလည်းငွေမတ်တာပါဆိုတဲ့ခေါင်းစဉ်နဲ့ဝိုင်းပြီးအပြစ်တင်နေခဲ့ကြတာပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်းအချင်းနဲ့ပတ်သက်လာရင်ကလေး၃ယောက်အဖေဖြစ်တဲ့မုတ်ဆိုးဘိုကလည်းအချစ်ကြီးတတ်ပါတယ်ဆိုတာကိုပိုးကြပြုကင်ကတတ်သိပြလာခဲ့ပြီပဲဖြစ်ပါတယ်။တကယ်တမ်းမှကြတော့ပိုးကြပြုကင်ကမိခင်ရဲ့ဆန္ဒကိုလည်းလိုက်ရောပေးခဲ့သလိုသူကိုယ်တိုင်ကလည်းကလေး၃ယောက်အဖေဖြစ်နေတဲ့ကိုထွန်းကိုသဘောကျနှစ်သက်နေခဲ့တာပါ။အပြိုတယောက်အနေနဲ့ကလေး၃ယောက်အဖေကိုလက်ထပ်ဖို့ဆိုတာအင်မတန်မှခက်ခဲနေခဲ့သလိုပဝင်းကျင်ကအပြောဆိုဒဏ်တွေကိုလည်းကြံ့ကြံ့ခံနိုင်အောင်ကြိုးစားခဲ့သူလို့ပြောရမှာပါ။ ပို့ချပြုခင်အနေနဲ့ကတော့ဒီမုတ်ဆိုးပုံနဲ့ပါလာခဲ့တဲ့ကလေး၃ယောက်အပေါ်မှာတကယ်သွေးသားအရင်လိုမျိုးချစ်ခင်တာကြောင့်ဝမ်းမနာတဲ့ကလေးတွေဖြစ်ပေမဲ့တာသမီအရင်လိုချစ်ပါတယ်ဆိုပြီးအင်တာဗျူးတစ်ခုမှာဖြေထားခဲ့ပူပါတယ်။သူ့အနေနဲ့ကတော့အိမ်တော်မကြခင်အချိန်ဤအင်မတန်မှနူးညံ့သေးသွေတဲ့မင်းသမီးတလက်ဖြစ်ခဲ့ရသလိုကြာပွင့်လေးတပွင့်လိုမျိုးမထီးရမကန်ရချင်းစရာဖြစ်လာအောင်ပြိတက်တွေစီကအချစ်တွေကိုအပိုင်သိမ်းထားနိုင်ခဲ့တာပါ။ ီလိုမျိုးအမှုပညာအလုပ်တွေမှာလည်းအောင်မြင်ခဲ့တဲ့သူမဟာစီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ကိုထွန်းနဲ့အိမ်အောင်ကြပြီးတဲ့အချိန်မှာတော့သူ့ရဲ့ဘဝတစ်ခုလုံးဟာအမှုပညာနဲ့အလန်းဝေးသွားခဲ့ရပြီဖြစ်တယ်လို့အခုအချိန်မှာဆိုရင်လည်းပို့ပြီးတရားအေဂျင့်နဲ့အိမ်အောင်ရေးလေးကိုတိဆောက်နိုင်ဖို့ပဲစိတ်ရှိနေခဲ့ပါတော့တယ်။သူတို့နှစ်ယောက်အနေနဲ့ကတော့သားသမီးတွေ၃ယောက်ကိုတော့ဝါအောင်မကြည့်ရသေးဘူးဆိုပေမဲ့ကိုရင်သွေးကိုအသွေးသားဆိုတဲ့စိတ်မျိုးကတော့ပိုးကြပြူခင်မှရှိနေခဲ့ပါတယ်။ ဒါကြောင့်ပဲကလေးတွေနဲ့အဖော်ဖြစ်စေမဲ့ကလေးတယောက်ကိုမွေးဖို့ဆုံးဖြတ်လိုက်ပြီးဒီကလေးမမွေးလာခင်တစ်ချိန်လုံးမှာတော့တာဥဖြစ်တာကြောင့်ဆူတောင်းမှုတွေပွဲပေးမှုတွေရှိခဲ့တယ်လို့လည်းပြောလာခဲ့ပါတယ်။အထက်ပြင်အခုလိုမျိုးမွေးဖွားလာတဲ့အခါမှာတော့စိန်ဥလီယာပိုးကြတယောက်တားဆူပန်ခဲ့တဲ့အတိုင်းမျက်နှာမြင်ချစ်ခင်ပြီးအတန်ကြာတနာပါစေဆိုတဲ့ဆုနဲ့အပြည့်ကြီးကိုပြည့်နေခဲ့တာပါ။ဒီလိုမျိုးချစ်မွေးပါလုံးတဲ့စိန်ဥလီယာကိုထုံးရဲ့ကလေး၃ယောက်နဲ့လည်းမောင်နှမအရင်တွေလိုဖြစ်နေခဲ့ရပြီးသူတို့တအိမ်လုံးကတော့ငယ်ဆုံးလေးဖြစ်တဲ့စိန်ဥလီကိုဝိုင်းပြီးအသေးပုံနေခဲ့ကြပါတော့တယ်။ ဒါကြောင့်ပဲပူဇော်ပြုခင်မှာကလေးလေးယောက်နဲ့အတူတာယာတဲ့အိမ်အောင်ရေးလေးကိုပြုထောင်ဖို့ကြိုးစားနေတုန်းပါပဲ။စင်ဦးလိုမျိုးနောက်ထပ်ကလေးတယောက်ကိုလည်းကိုဝင်လွှဲထားရပြီဖြစ်ကြောင်းထုတ်ပြောလာခဲ့ပါတော့တယ်။ပူဇော်အနေနဲ့ကတော့သူ့အသွေးအသားအရင်းတွေဖြစ်တဲ့ဒီကလေးတွေကိုမွေးလိုက်ရလို့ကိုထွန်းရဲ့ကလေးတွေအပေါ်မှာအခြေရောက်သွားမှာမဟုတ်သလိုဒန်းတူညီမြကိုကလေးတွေလိုပဲချစ်သွားမှာမို့ဒီတစ်ခေါက်လွှဲထားရတဲ့ကလေးကိုလည်းသူတို့မောင်နှမတွေအကုန်လုံးဝိုင်းချစ်နိုင်ဖို့ဆူတောင်းနေခဲ့ပါတော့တယ်။ အဲ့ဒါပြင်တချင်ကအပြောစုခံဖြစ်ခဲ့ရတဲ့အိမ်တော်ကြီးလေးဟာတယောက်နဲ့တယောက်နားလည်မှုတွေနဲ့တိဆောက်လိုက်တဲ့အခါမှာတော့ပြိသက်တွေတော့အားကျနေရတဲ့အိမ်တော်ကြီးလေးဖြစ်နေခဲ့ပြီဆိုတာကတော့သိကြပါတယ်ဗျာဆိုတော့ပြိသက်ကြီးတို့အနေနဲ့လဲစိန်ဦးလေးလိုမျိုးချစ်စရာကောင်းတဲ့နောက်ထပ်မျိုးဆက်တစ်လေးအတွက်ပူဇော်ပြုခွင့်နဲ့အတူရင်ခုန်လို့ရနေပါပြီဗျာဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာကြည့်ရှုနေကြတဲ့ပြိသက်ကြီးတို့လည်းပူဇော်ပြုခွင့်ရဲ့ရင်သွေးငယ်လေးအတွက်ဆူတောင်းစကားလေးများဝိုင်းပြောပေးခဲ့ကြပါအောင်ဗျာ နောက်လဲမြန်မာနိုင်ငံကအမှုပညာရှင်တွေဆယ်လီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့လဲပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို like and follow လုပ်ထားပေးဖို့လဲတောင်းဆိုလိုက်ရပါတယ်ခင်ဗျာအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်ခင်ဗျာကျမ်းမာပျော်ရွှင်သောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ